အဓိကလည်းဘလို့ဖြစ်လဲဆိုတော့ဟိုအလုံးနဲ့ personal နဲ့ရောနေတာပေါ့နော်အဲ့ကြောင့်လည်းဒီမိသားအမိတိတ်မတွေ့ရအောင်ပွဲတွေမှာတကယ်ဆိုရင်သူ့နေထိုင်နေဆိုရင်နေရာတိုင်းမှာသူဖြစ်နေရမှာကွာစစ်ပဲ့ကြီးနဲ့သိရမလားဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးကက်လက်ကက်လက်တွေဖြစ်နေလို့ပေါ့နော်အမေကအဲ့လိုမြင်ပါတယ်ဒီလိုပြောလို့ဟိုအမေကိုစိတ်ဆိုးရင်လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ personal နဲ့ professional နဲ့တော့ခွဲရမယ်လို့မြင်ပါတယ် ပြောတဲ့နဲ့ဟာပြောရမှာဖြစ်လို့လဲဆိုတော့အမီတို့ကမြန်မာပြည်ရဲ့လူပညာလဲ international ထိထိုးဖောက်လို့ရတယ် international မှာဆိုမချင်ရလဲပြောတာပဲအေးစေးပဲဒီလိုဖြစ်နေရမှာပေါ့နော်ဆိုတော့ဒါမှ lossless ဆိုတာဖန်တီးခွင့်ရှိမယ် lossless ဆိုတာလူပညာကိုပုံဖော်ခွင့်ရှိမယ်လို့အမီမြင်ပါတယ်ဟုတ်အဲအခုလူတွေမန်နေဂျာတဲ့ဟာတွေအခုနောက်ပေါ်တဲ့မင်းသားတွေပေါ့နော်နောက်ပေါ်ပြီးနာမည်ကြီးနေတဲ့မင်းသားပေါ့သူကရှိတ်မာတဲ့ပေါ်နေပြီးသားဟုတ်တယ်မော်ဒယ်ကနေတက်တယ်ဆိုတော့ပေါ်နေပြီးသားပေါ့နော်ဒါလို့ဆိုသူတို့များများတိချို့ဆိုမှန်ပါတဲ့ဝင်ရေးကြတာပေါ့နော် ကျွန်တော်စိတ်ထဲမှာအနည်းငယ်တော့ surprise ဖြစ်သွားကိုတော်မဟဲလို့အမီဇန်ကိုညင်းတာမဟုတ်ပါဘူးအမီဇန်နဲ့ရိုက်ရမှာသူ့ကောင်မလေးကတဝင်တူတာပါအဲ့လိုမျိုးရှိတယ်အမီဇန်တေးဥဆိုင်ရခိုင်ကြနည်းနည်းတော့ခတ်တဲ့ပိုင်းနေထဲမှာတော့ရှိပါတယ်ဟုတ်ဒါတွေကလေအဲ့ကြပြောတာကန်နေစမ်းနေရလေဟိုမှားလွဲနေတယ်လို့မြင်တယ်ပေါ့နော်တန်ဖိုးထားရမယ့်နေရာတန်ဖိုးထားတဲ့နဲ့အဲဘယ်လိုပြောမလဲဒီစကားတွေရပဲဘာလို့ဆိုဒီလူပညာလမ်းကြောင်းမှာရေရှင်ရက်တည်မယ်ဆိုဒါတွေလိုအပ်တယ်လို့မြင်ပါတယ်ဟုတ် အဓိကကလည်းဘလို့ဖြစ်လဲဆိုတော့ဟိုအလုံးနဲ့ personal နဲ့ရောနေတာပေါ့နော်အဲ့ကြောင့်လေဒီမိသားအမိတိတ်မတွေ့ရအောင်ပွဲတွေမှာတကယ်ဆိုရင်သူ့နေထိုင်နေဆိုရင်နေရာတိုင်းမှာသူဖြစ်နေရမှာကွာစစ်ပဲ့ကြီးနဲ့သိရမလားဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးကက်လက်ကက်လက်တွေဖြစ်နေလို့ပေါ့နော်အမေကအဲ့လိုမြင်ပါတယ်ဒီလိုပြောလို့ဟိုအမေကိုစိတ်ဆိုးရင်လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ personal နဲ့ professional နဲ့တော့ခွဲရမယ်လို့မြင်ပါတယ် ပြောသင့်တဲ့ဟာကိုပြောရမှာဖြစ်လို့လဲဆိုတော့အမီတို့ကမြန်မာပြည်ရဲ့လူပညာလဲ international ထိထိုးဖောက်လို့ရတယ် international မှာဆိုမကျင်တဲ့လည်းပြောတာပဲအေးစေးပဲဒီလိုဖြစ်နေရမှာပေါ့နော်ဆိုတော့ဒါမှလောလတ်စွာဖန်တီးခွင့်ရှိမယ်လောလတ်စွာလူပညာကိုပုံဖော်ခွင့်ရှိမယ်လို့အမီမြင်ပါတယ်ဟုတ်လို့အများကြီးပဲအောက်မှာရေးနေကြတာနာမည်တွေအများကြီးပဲဒါပေမဲ့တတူပါပါတယ်အတူလေးနည်းနည်းပါတယ်ဟုတ်အဲအခုလူတွေမတ်နေကြတဲ့ဟာတွေအခုနောက်ပေါ်တဲ့မင်းသားတွေပေါ့နော်နောက်ပေါ်ပြီးနာမည်ကြီးနေတဲ့မင်းသားပေါ့အဲသူကရှိတ်မာတွေကပေါ်နေပြီးသား ဟုတ်တယ်မော်ဒယ်ကနေတက်တယ်ဆိုတော့ပေါ်နေပြီးသားပေါ့နော်ဒါလို့ဆိုတော်တော်များများသိချို့ဆိုမှန်ပါတဲ့ဝင်ရေးကြတာပေါ့နော်ဆိုတော့စိတ်ထဲမှာနည်းနည်းတော့ surprise ဖြစ်သွားကိုတော်မဟဲလို့အမီဆန်ကိုညင်းတာမဟုတ်ပါဘူးအမီဆန်နဲ့ရိုက်ရမှာသူ့ကောင်မလေးကတုံဝင်တူတာပါအဲ့လိုမျိုးရှိတယ်အမီဆန်တေးဥဆိုင်ရခိုင်ကြနည်းနည်းတော့ခတ်တက်ပိုင်းနေတယ်မှာတော့ရှိပါတယ်ဟုတ်ဆိုတဲ့ခါကျတော့ဗလာတွေပါရရှိတာရှိတယ်စပက်လည်းရှိတယ်ဗရလည်းရှိတယ်ရက်လည်းရှိတယ်ဟုတ်ကောင်မလေးတွေအသေးသေးလား အဲတစ်ချိန်ကတော့သဲဆွဲခဲ့ပါတယ်အခုကတော့နည်းနည်းညိနေရဆိုတော့လက်ပိတ်လေးပေါ့အဲ့လိုပဲထင်ပါတယ် ဘောကဘာလို့သူ့ကိုရွေးပြီးသွားလိုက်တော့อ่ะအဓိကကတော့ဘယ်လိုလဲဆိုတော့ romance များရမလားဆိုတော့စိတ်နဲ့ရွေးတာပေါ့เนาะအဲ့လိုပါဟုတ်ဆက်ဈေးစီပါလေပြောလိုက်သေးတာအဲ့တော့အဲဈေးရတော့အပြင်အမြင့် manager လို့မျိုးတယောက်ကမေးပေးတာတော့ဈေးလည်းပြောပေးပြီဟုတ်သူသူနဲ့ပြောတာပေါ့ဟုတ်အာဟုတ်တယ်ဟုတ်တယ်ဆိုအဲ့နေရာမှာဘာလို့အစားထိုးဖို့စဉ်းစားထားလဲအမီရွေးနေတော့မှာဒီတစ်ချင်းရတော့ဘာလဲဆိုတော့နည်းနည်းတော့ထိုးချာချာဖြစ်မယ်လို့ထင်လို့အမီရွေးချက်နေတော့မှာ အင်းချမ်းမောင်နဲ့အမီဖုန်းဆက်တဲ့ချိန်မှာကောက်မာတဲ့သဘောကောင်းတယ်ရက်တော့တရက်မှရက်လွတ်တော့မရှိတော့ဘူးကိုအင်းချမ်းမောင်ကပေါ့နော်တောင်းမှန်နဲ့အမီကိုလည်းနားလဲပေးပါပါညာအဲ့ဒါလေးကတော့တကယ်ကိုမှအလွတ်လွတ်ရတဲ့ချိန်မှာစိတ်ချမ်းသာစေရစိတ်ချမ်းသာစေရကောင်းတဲ့နှုပညာဟိုတရုတ်ဆောင်မင်းသားလို့ပြောလို့ရပါတယ်ဟုတ်ကိုအင်းချမ်းမောင် respect ရှိရပေါ့နော်ဟုတ်တယ်ဟိုပါဖြစ်တယ်အော်ဆက်ဆိုင်ရေကောင်းတယ်လို့ပြောလို့ရပါတယ်။တိတ်ချောက်ကိုတောင်းပန်တော့မဟုတ်ဘူးစိတ်မရှိပါနဲ့။ဘာဖြစ်ဖြစ်ကွာတစ်ဖက်လူက ပျော်သွားတယ်မလားအဲ့ဒီဟာလေးဖြစ်ရမှာပေါ့တကယ်လည်းရိုက်ရက်တော့မရှိဘူးဖြစ်နေရကိုကြီးချမ်းမတော်သောက်မယ်ဆိုရင်အမေကနောက်နှစ်ဖြစ်သွားလိမ့်မယ်ဆိုတော့နောက်နှစ်ဖြစ်လို့မရဘူးတချင်းက amazing မှာပြီးသွားရေဆိုတော့အမေနေနဲ့ဘသူနဲ့ဟိုဟာဖြစ်ရမလဲဆိုရင်စဉ်းစားနေရပါဒါတွေကလေအဲ့ကြောပြောတာကံနေစမ်းနေရလေဟိုမားလွဲနေတယ်လို့မြင်တယ်ပေါ့နော်တံမိုးထားရမယ့်နေရာတံမိုးထားတဲ့နဲ့အဲဘယ်လိုပြောမလဲဒီစကားတွေရပဲဘာဆိုဒီလူပညာလမ်းကြောင်းမှာရေရှင်ရက်တည်မယ်ဆိုဒါတွေလိုအပ်တယ်လို့မြင်ပါတယ်ဟုတ်음နောက်ထပ်ကြတော့ မသိသေးဘူးအိမ်ကြီးနည်းနည်း model ဘာလို့မသိမသိသေးပါနည်းနည်းဒီတချင်းနဲ့ live ဖတ်မဲ့အမျိုးသားကိုရှာတာပေါ့နော်ဟုတ်ဘာလို့ဆိုတချင်းကအရမ်းမိုက်နေတာဟုတ်အဲအခုပေါ့နော်တချင်းကတော့တလားပိုင်းတွေကထွက်မဲ့လုံနေတာအခုသုံးလားပိုင်းတော့ဂုံတော့မှာပေါ့နော်အမီကိုနားလဲပေးစေချင်ပါတယ်ဂျားထဲမှာလဲပွဲတွေနဲ့ရွှေရှင်ကလဲထပ်တင်လိုက်တော့အမီတကယ်မအားလို့ပါလို့ဆိုတော့အမြန်ဆုံးတော့အမီထပ်ထူကြတဲ့လူနဲ့ပုံဖော်မှာပါလို့တေယောဆောင်ပေါ့နော်အဲ့လိုပြောချင်ပါတယ်ဟုတ်